တော့နောက်တစ်ခုကမနေ့ကနတ်ဆက်ကရဲ့ဗန်နာရေးကော်မတီစီဝေးအဲ့ဒီစီဝေးထဲမှာနတ်ဆက်ကဥက္ကဋ္ဌပြောသွားတဲ့စကားလေးကျွန်တော်တော်တော်လေးစိတ်ဝင်စားတယ်အဲခင်ဗျားတို့မမိကြအောင်မယ်ဒီနတ်ဆက်ကဥက္ကဋ္ဌကဘယ်လာရုစ်မှာတွေ့ပြောတယ်ဘယ်လာရုစ်မှာသူပြောတယ်ရွေးကောက်ပွဲ2025ဒီဇင်ဘာတို့မဟုတ်2026 January မှာအစောဆုံးကျင်းပတယ်အောင်ကြိုးစားမယ်လို့သူပြောခဲ့တယ်အဲမနေ့က24ရက်နေ့ကျင်းပတဲ့ဒီအမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးမှာသူပြောသွားတယ်အဲ့ဒီမှာပြောတာကျတော့ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့ဒီမှာပြောတာကျတော့ तू က လာမယ့်ဒီဇင်ဘာမှာဟဲ့နော်သူပြောတဲ့စကားလေးကိုကျွန်တော် point ထုတ်ပေးတာလာမယ့်ဒီဇင်ဘာမှာတဲ့နော်ဒီလူသူပြောတာရှင်မှာလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအနေဖြင့်တဲ့လုံခြုံရေးတရားဥပဒေစိုးမိုးရေးကဏ္ဍအနေဖြင့်လာမယ့်ဒီဇင်ဘာအတွင်းပါတီစိုးဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်တိုက်ဒေသကြီးနဲ့ပြည်နယ်မှလိုက်လုံခြုံရေးလုပ်ငန်းများကိုဆင်းရဲကြဆောင်ရွက်စီကြစီလူကြောင်းသူသူပြောတယ်နော်အဲ့ထက်မှာလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကဏ္ဍနဲ့ပတ်သက်ရင်းနဲ့လာမယ့်ဒီဇင်ဘာလအတွင်းပါတီစိုးဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်များအလိုက်လုံခြုံလုံခြုံများကိုစနစ်တကျဆောင်ရွက်ကြရလိုကြောင်းဆိုတဲ့စကားလေးတစ်ခုံသူကထည့်ပြောလိုက်တယ်။အေးအဲ့ဒီအချက်ကလေးရပဲတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။မြို့သားစီမံရေးကော်မရှင်စူးနုမစူးမပြောပါတယ်။ဆိုတော့အဲ့ဒီမှာပြောရတဲ့အချက်ကကျွန်တော်တို့ပွင့်လင်းပြောရင်တော့ဒါကြီးကပွင့်လင်းပြောရင်တော့ရွေးကောက်ပွဲကျင်းပတော့မလားဆိုတော့လူတွေကြားထဲကမေးတဲ့မေးခွန်းတွေအတွက်ရွေးကောက်ပွဲဘယ်တော့ကျင်းပမလဲဆိုတော့မေးတဲ့မေးခွန်းတွေတွေအဖြေထွက်ပြီးသားဖြစ်တယ်။နောက် online အဲကျွန်တော်တို့ဒီတိုင်းဒေသကြီးအသီးသီးစီကိုဖြန့်ဝေထားပြီးသား ညွှန်ကြားထားပြီးသားသတင်းချက်လက်တစ်ခုရှိတယ်။မီဒီယာတွေမှာသိမတွေ့ရအောင်အဲ့ဒါပါလဲဆိုတော့သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်ဒေသအလိုက်မြို့နယ်အလိုက်ရွေးကောက်ပွဲကျင်းပနိုင်မှုအခြေအနေခွင့်ကားအခြေခါကောင်းရှိမရှိနောက်ပြီးလုံခြုံရေးအခြေအနေအားကောင်းမှုရှိမရှိဘူးသက်ဆိုင်ရာနယ်မြေအလိုက်စပြီးတော့ကုရက်လိလာပြင်ဆင်လုပ်ထားဖို့ဆိုညွှန်ကြားထားတဲ့အစားရှိတယ်လို့အကြံဉာဏ်ကျွန်တော်ကြားဘူးတယ်ကြားဘူးတယ်အဲ့တော့ဒါအကြီးကြီးအပြင်တော့ရွေးကောက်ပွဲဒီဇင်ဘာဆိုတာဖြစ်နိုင်လားလို့မေးရင်ဖြစ်ချင်လည်းဖြစ်မယ်ပေါ့ဗျာဒါဘိုးဘိုးကြီးမနေ့ကဘာသာရေး အဲစီမံကိန်းကုမ္ပဏီပေါ့နော်စီမံကိန်းနဲ့ပတ်သက်တဲ့အဲဘာခေါ်လဲစီဝေးပေါ့နော်အဲစီမံကိန်းစီမံကိန်းကော်မရှင်ပေါ့စီဝေးပေါ့နော်မြို့သားစီမံကိန်းကော်မရှင်စီဝေးမှာသူပြောသွားတယ်ပြီးတော့အဲ့မှာပဲသူကနိုင်ငံတော်သုံးတဲ့ဘတ်ဂျက်တွေနဲ့ပတ်သက်လည်းသူပြောသွားတယ်ဘတ်ဂျက်ကတော့ဘတ်ဂျက်ကတော့သူနိုင်ငံတော်နေတဲ့ဘတ်ဂျက်ကတော့ဒီပညာရေးကျန်းမာရေးအဲကာကွယ်ပြည်တွေအဲဒီဘက်ကိုတော်တော်လေးအားထည့်ပြီးသူသုံးနေပါတယ်ဆိုတော့သူသုံးနေလို့သူပြောတယ်ဆိုတော့အဲ့လိုသုံးနေလို့ပြောတယ်အခြားတစ်ဖက်မှာနောက်တစ်ခုကဒီနိုင်ငံကဘယ်လောက်ထိ GDP လိုအပ်ချက်ဘယ်လောက်ရှိသေးလဲဆိုတော့မျိုး ် GDP ဘယ်လောက်ရှိဖို့လိုအပ်လဲဆိုတာမျိုးသူပုံစံကြီးကထပ်ပြီးတော့ပြောသေးတယ်အဲ့ဒါပါလဲဆို GDP ပေါ့နော်အဲ GDP ကဘန်ဒိုင်းရေးကော်မရှင်အစည်းအဝေးမနေ့ကတရားထမ်းမှာသူကျင်းပတဲ့ပွဲမှာမြန်မာနိုင်ငံ2026 2029နောက်ဆို2025 2026ဘန်နာနှစ်အတွက်တမျိုးသားလုံးရဲ့ GDP ကိုတဲ့အဲချက်ဘီလီယံပေါင်း3.8000တသိန်း9000တောင်1480 498ဘီလီယံအထိရရှိဖို့သူမျှော်မှန်းထားတယ်တဲ့ဘီလီယံအဲ့လိုမျှော်မှန်းထားတယ်ပေါ့နော်ဆိုတော့ချက်ဘီလီယံတသိန်း9000 1498ဘီလီယံတိရောက်သူမျှော်လင့်ထားပါမျှော်လင့်ထားပါတယ်ဆိုပြီးတော့သူကပြောတယ်ဆိုတော့ဒါရီယာသူ့ရဲ့မျှော်မှန်းချက်တွေဖြစ်နေသူပြောနေပြီဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်လည်းသူ့ရဲ့မျှော်မှန်းချက်ကိုသူပြောနေပြီဖြစ်ချင်းမဖြစ်ချင်းကတော့ပုံမှန်လေးပြောရင်တော့ဦးမေအောင်လိုင်ရဲ့တိတ်တိတ်ပုံလော်ဘီတွေနဲ့ပဲဆိုင်တယ်ဖြစ်ချင်းမဖြစ်ချင်းကဦးမေအောင်လိုင်ရဲ့တိတ်တိတ်ပုံလော်ဘီတွေနဲ့ပဲဆိုင်တယ်ဆိုတော့ကျွန်တော်ဦးမေအောင်လိုင်ရဲ့တိတ်တိတ်ပုံလော်ဘီများလို့ကျွန်တော်ခုနေ့ကသုံးထားပြီးပြီစကားလုံးဦးမေအောင်လိုင်ရဲ့တိတ်တိတ်ပုံလော်ဘီကပါလေခေတ်တဲ့သူမင်းစီမာတို့အရာဝတီတို့နော်ဟိုပါလေ RFA တို့ BBC တို့ကဒါ ဘူဂျိုမူကြီးမင်းအောင်လာရဲ့တိတ်တိတ်ပုံလော်တိတ်တိတ်ပုံလော်ပြီးနေနောက်တစ်ခုကအာဆီယံအဖွဲ့အစည်းတွေအာဆီယံနိုင်ငံအချို့ဂျပန်အချို့တခြားပြည်ပနိုင်ငံတွေနိုင်ငံအချို့ဟာဘူဂျိုမူကြီးမင်းအောင်လာရဲ့တိတ်တိတ်ပုံလော်ပြီးနေကြာပြောတိတ်တိတ်ပုံလော်ပြီးနေအဲ့ကောင်တွေတကယ်ခမယုံယုံအဲ့မယုံယုံယုံချင်းဘူဂျိုမူကြီးမင်းအောင်လာရဲ့တိတ်တိတ်ပုံလော်ပြီးနေဘာလို့ဘူဂျိုမူကြီးမင်းအောင်လာဆက်ပြီးအုပ်ချုပ်လို့ရအောင်လို့တို့ကနောက်ကွယ်နေပြီးတော့ဒီရွေးကောက်ပွဲဆိုတဲ့စကားလုံးပိုင်းဆန့်ကျင်တယ်ကောက်ွက်တယ်ဆိုတဲ့ဟာမျိုးတုံးနေတာဘာလို့ဆိုတော့တို့ကအဲ့လိုပြောတော့ဘူဂျိုမူကြီးကပဲလေဩ တိုင်းပြည်ရဆန့်ကျင်နေမှာတော့ငါတို့လည်းဇူပြီးတော့စဉ်းစားပြီးဘုံကြီးရှောင်းထုတ်တော့လို့ရတယ်အဲ့တော့ဘာလဲဆိုတော့ကိုကောင်နေကဘာကောလဲဆိုတော့မသိရင်မိတူပေးနေတာဘုံကြီးဆက်အုပ်ချုပ်ယူကောင်မလုံးနဲ့ဆက်အုပ်ချုပ်ယူကောင်မလုံးနဲ့ဆက်အုပ်ချုပ်ဆိုပြီးမိတူပေးနေတယ်လို့ပဲအဲ့တော့ဒါကြောင့်ဘုံကြီးမရောက်နိုင်တိတ်တိတ်ပုံလော်ပြီးဒီအဲ့ဒီကောင်ကြီးကခင်ဗျားကျွန်တော်အဲ့ဒါတကယ်အဲ့လိုပြောပြောတယ်ဒီလိုပဲကျွန်တော်မြင်ပါတယ်